မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်အစိုးရစွပ်ဖတ်မှုနဲ့ DNL ကစစ်တပ်ထံမျိုးပြန်အပ်တဲ့အပေါ်ကန့်ကွက်ကမိုးကုတ်မျိုးမှပြည်သူတွေတန်ဖုံတီဆန္ဒထုတ်ဖော်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မိုးခုံမြို့အရေးမှာတရုတ်အစိုးရပါဝင်ပတ်သက်နေတာနဲ့စစ်ကောင်စီထံ DNL ကပြန်အပ်တာကိုကန့်ကွက်တဲ့အနေနဲ့မြို့ကန်တွေကဒီနေ့ည၈နာရီတီတီမှာတံပုံတီးပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ည၈နာရီတီတီမှာမိုးကုတ်အရှေ့ပိုင်းရော အနောက်ပိုင်းမှာတံပုံတီးတာတရုတ်ကိုလည်းကန့်ကွက်တာမြို့ကိုစကားစလက်ထဲပြန်ထဲတာလက်မခံနိုင်ကြဘူးလို့မြို့ကန်တအူကပြောပါတယ်။ဒီကနေ့နိုဝင်ဘာ6ရက်ည၈နာရီတီတီမှာတံပုံတီးပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး တစ်မျိုးလုံးအတိုင်းအတာအားနဲ့ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့လူခံတွေကပြောပါတယ်။တမုံပြီးတာလုံးဝဘဝညံ့နေမိုးကုတ်သားတွေရဲ့နိုင်ငံရေးရည်ချိန်ကမြင့်နေရေရဲတောက်မျိုးလို့နောက်ထပ်မျိုးကံတအူးကပြောပါတယ်။တော်လန်ရင်အင်အားစုတွေနဲ့နှီးဆက်တဲ့မျိုးကံတအူးကငါတို့မျိုးကိုငါတို့ပိုင်နေတရုတ်ရဲ့ဆွတ်ဖက်မှုကိုရောစစ်ကော်မရှင်ဝင်လာမှကိုရောလက်မခံနိုင်ကြောင်းတမုံ TV ဆန္ဒထုတ်ဖော်တာနောက်ရက်တွေမှာဒီထက်ပိုပြင်းထန်မယ်လို့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ မိုးခုံမြို့ဟာ2020ခုနှစ်စစ်စင်ရေးနဲ့အတူ2024ဇူလိုင်လမှာတအောင်မျိုးသားလုံမြောက်ရေးတပ်မတော် DNL နဲ့ PDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီးထိန်းချုပ်ခဲ့တဲ့မြို့ဖြစ်ပါတယ်။မြို့အုပ်ချုပ်ရေးကို DNL ကဦးဆောင်ခဲ့ပါတယ်။ဒါပေမဲ့ဖလောင်ပြည်နယ်လုံမြောက်ရေးတပ်ဦး PSLF DNL နဲ့စစ်ကောင်စီကိုဆက်လက်တွေ့တရုတ်နိုင်ငံမှာအောက်တိုဘာလကုန်တွေ့ဆုံဆွေးနွေးပြီးမိုးကုံနဲ့မိုးမိတ်မြို့ကို စစ်တပ်စီပြန်လွဲပေးဖို့အပါအဝင်အပြစ်ခတ်ရစေရအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့ TNL ကအောက်တိုဘာ29ရက်မှာထုတ်ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်ဆော့ဖတ်မှုနဲ့နှစ်ဖက်၉ချိန်မြောက်တွစ်ဆုံမှုမှာသဘောတူခဲ့ကြတာပါ။သဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုတ်နဲ့မိုးမိတ်မှုနယ်တွေကနေ TNL တပ်တွေပြန်ဆုတ်ခွာမှဖြစ်တယ်လို့တောင်းဒေတာကိုလည်းစစ်တပ်ကလေရင်ပုံကျဲတာ ထိုးစစ်ဆင်တိုက်ခိုက်တာမဟုတ်ဘဲအောက်တိုဘာ29ရက်ကစပြီးနှစ်ဖက်ရောက်ရှိတဲ့နေရာတွေမှာတပ်တွေရပ်တန့်ကအပြန်အလှန်အပြစ်ခတ်ရဲစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့ TNL ကဆိုပါတယ်။တရုတ်ရဲ့ဂျာဝင်မှုကြောင့်စစ်ကောင်စီနဲ့ဆွေးနွေးအပြစ်ရဲစဲခဲ့ရတဲ့အခြေအနေကို TNL ကထုတ်ပြန်ခဲ့ပြီးနိုင်ပိုင်းအကြမှာပဲပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မိုးကုတ်ပြူဟာမိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာ ဖြင်းဦးလွေမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာတို့ကထိန်းချုပ်နေမြေတွေကာကွယ်ဖို့မိဖတ်တော်လိုက်ရေးအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်လှုပ်ဆောင်မယ်လို့ကြေညာပါတယ်။အဲ့ဒီလိုအခြေအနေမှာဒီကနေ့ညမိုးကုတ်မြို့ပေါ်မှာပြန်လည်ထွက်ပေါ်လာတဲ့တံပုံတီးတံတွေဟာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်2021ခုနှစ်နှစ်စံပိုင်းကာလမှာမြန်မာနိုင်ငံအနှံ့ထွက်ပေါ်ခဲ့တဲ့တံပုံတီးတံတွေအပြီးမှာကြော့ပြန်ချရတာပဲဖြစ်ပါတယ်။ မျိုးကို PDF နဲ့ DNL ပူးပေါင်းတက်တွေတည်ယူစဉ်ကလည်းလေချောင်းအနေရဲ့ကြားကနေတစ်မျိုးလုံးကလမ်းပေါ်ထွက်ပြီးအောင်းမွေးခံခဲ့ကြပါတယ်။အခုလဲမျိုးကံတွေကသူတို့တက်တီးနိုင်ငံရေးခေချိန်နဲ့မျော်လင့်ချက်ကိုရှင်းရှင်းလင်းလင်းပြသလိုက်တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။မြေပြင်စစ်တောင်းတွေကိုတော့လုံးဝမကြောက်ဘူး။လေချောင်းအနေရဲ့ကတော့သတိထားရမယ်။မိုးကုတ်ဆိုတာသမိုင်းထဲမှာဂုံသိက္ခာရှိရှိရှင်သန်နေရမယ်လို့မိုးကုတ်မျိုးကံအမျိုးသမီးတအူကပြောပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး COC အဖွဲ့ဝင်ကိုစိုးသူရဇော်ကလည်း ပြည်သူသားလျင်အဓိကဖြစ်ပါတယ်ဒီနေ့ည၈နာရီမှာဘိုးဘုံမျိုးကပြည်သူလူထုတွေကအကြံဖတ်စစ်ကောင်စီကိုလက်မခံကြောင်းတံပုံတီးပြီးဆန္ဒဖော်ထုတ်နေကြပါတယ်တော်လည်ရဲ့အစလူထုရဲ့ပါဝင်မှုဟာ၄နှစ်ကျော်ကာလကြာမြင့်ခဲ့ပြီးဖြစ်ပေမဲ့ကြပြာသားမှမလျှော့ပဲဒီနေ့ထိတော်လည်ရဲ့စိတ်ဓာတ်တွေရှင်သန်နေသေးဖြစ်ကြောင်းတံပုံတီးတံတွေကကဘာတိမြန်မာတိပြသနေတဲ့လူထုဆန္ဒအမှန်ပဲဖြစ်ပါတော့တယ်။စက်သိမ်းမွေးညင်းထပြီးမျက်ရည်ပါလဲရတဲ့ပြည်သူဆန္ဒပဲဖြစ်ပါတယ်။ထေချာပါတယ်ရန်သူစကမဟောင်း စိတ်ရင်းအရာနည်းမျိုးကိုပြန်ရကျင်ရင်ရမယ်ပြည်သူလူထုရဲ့နှလုံးသားချေကိုဘယ်သောအခါမှရှားနိုင်မှာမဟုတ်ပါဘူးအရင်ကြားကအင်မတန်လှပတဲ့တော်လန်ရေးဂီတတန်ဖြစ်ပါတယ်ခင်ဗျာလို့ Facebook မှာရေးသားချပါတယ်ဆက်လက်ပြီးအာနာရှင်မင်းအောင်လိုင်းကိုလက်နက်ကင်တိုက်ဖြိုချအမြင့်ဖြတ်မှတိုင်းပြည်တိဆောက်နိုင်ပြီဖြစ်ပြီးတဖွဲ့တည်းဖြင့်လုံမရဟု TNL ဗိုလ်ချုပ်တာပုံးကျော်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် အကြံဖက်အာဏာရှင်မြောင်းလိုက်ကိုလက်နက်ကင်တိုက်ဖြိုချအမြင့်ဖြတ်မှာတိုင်းပြည်တည်ဆောက်နိုင်ပြီဖြစ်ပြီးအခွဲတခွဲတဲ့ဖြစ်လုံမရကြောင်းတအောင်တက်မရော TNL ဘိုချုပ်တာဖုံးကျော်ကပြောဆိုပါရယ်အော်တိုဘာလာထုတ်ဝေသော TNL သတင်းနှစ်ပြန်ကြားရေးဌာနဤစာဆောင်အတွင် TNL မှဘိုချုပ်တာဖုံးကျော်ဤမိန်ကွန်းကိုဖော်ပြထားကောင်းရှင်းမိန်ကွန်းမှာထအန်လောအကယ်ဒမီကျောင်းစင်ပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည့်တို့ရတွင်ရေကျောင်းစင်ပွဲကိုဤသည့်အချိန်ကပြုလုပ်ခဲ့သည်ကိုဖော်ပြထားခြင်းမရှိပေဘိုးချုပ်တာဖုံကျော်ကောင် 2029စစ်စစ်ရေးအတွက်ရလက်အဖြစ်မျိုးများသိမ်းနိုင်ခဲ့ကြောင်းမင်းအောင်လိုင်ကိုရိုးရိုးဆန္ဒပြယုံဖြင့်မြန်မာနိုင်ငံကိုတိဆောက်ရေးနှင့်မင်းအောင်လိုင်ပြုတ်ချရေးမဖြစ်နိုင်ကြောင်းလက်ရှိတွင်မင်းအောင်လိုင်ကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံသာရှိကြောင်းအာနာရှင်အမြင့်ဖြတ်ပြီးမှတိုင်းပြည်တိဆောက်ရမည်ဖြစ်ကြောင်းပြောဆိုပါတယ်2029 operation ကိုအကောင့်ထဲပေါ်တဲ့အချိန်မှာ အခုလိုရလက်တွေကတစ်မျိုးပြီးတစ်မျိုးသိမ်းနိုင်နေဒါကြောင့်မို့မင်းအောင်လိုင်းကိုကျွန်တော်တို့ရိုးရိုးဆန္ဒပြယုံနေမင်းအောင်လိုင်းပြုတ်ကြဖို့မြန်မာနိုင်ငံကိုတိဆောက်ဖို့ရိုးရိုးဆန္ဒပြယုံနေတော့လန့်သွားမယ်မထင်ပြီးတော့တွေးဆုံဆွေးနွေးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဒီလာခံတွေလုပ်ခဲ့တယ်ခုတော့အားလုံးရှင်းကုန်ပြီဒီကောင်ကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံပဲရှိတော့တယ်အားလုံး balance လုပ်ပြီးမှပဲအာနာရှင်အမြင့်ပြတ်တိုင်းပြည်တိဆောက်လို့ရမယ်ဘယ်အချိန်ထိကြာမလဲကျွန်တော်တို့ပြောမရဘူးမဖြစ်နိုင်ဘူးလားမေးရင်တော့ကျွန်တော်တို့ဖြစ်နိုင်အောင်ကြိုးစားမယ် ျွန်တော်တို့အားထင်မယ်တပ်ဖွဲ့တဲ့ဖြစ်အောင် လုပ်လို့မရဘူးဟုပိုချုပ်တာဘုံကျော်ကဆိုပါတယ် TNLA အနေဖြင့် NUG PDF များနဲ့ချိတ်ဆက်အလုပ်လုပ်ခဲ့ပြီးမျိုးဦးတော်လိုင်းရင်းနဲ့လည်းချိတ်ဆက်ခဲ့ကြောင်းရင်းပြင် TNP TCSO ကဲ့သို့သောတအောင် CSO များနဲ့ပူးပေါင်းပြီး TPCC တအောင်မျိုးသားအတိုင်းပင်ခံကောင်စီကိုလည်းဖွဲ့စည်းခဲ့ကြောင်း၎င်းကဆိုပါတယ်ဆီယာနာရှင်မင်းအောင်လိုင်းကို ဝိုင်းတိုင်ရင်ဖြင့်တဖက်တွင်လည်းတိမ့်ပိုက်ထားသောဒေသများတွင်အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကာကွယ်ရေးများကိုဖြင်းစင်သွားရမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါရယ်။မင်းအောင်လိုင်းကိုကြာအောင်ဝိုင်းတိုက်ရမယ်။ဒါပေမဲ့အဲ့ဒီလိုဝိုင်းတိုက်စ조사နေတဲ့အချိန်မှာငါတို့ရဲ့ society ငါတို့ရဲ့ဒေါသကိုငါတို့အတက်နိုင်ဆုံးတော့ justice ready ဖြစ်အောင်조사ရမယ်။ငါတို့စီမံအုပ်ချုပ်နေတဲ့အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကာကွယ်ရေးကအစအတက်နိုင်ဆုံးတော့ငါတို့လိုချင်တဲ့ပုံစံဖြစ်အောင်တည်ဆောက်မယ်ဟုဗိုလ်ချုပ်တာပုံကျော်ကဆိုပါရယ်။ ရက်ကူအခါတွင်မူတရုတ်ဤဂျာဝင်စစ်ဆင်မှုဖြင့်အော်တိုဘာလ29ရက်နေ့မှစတင်၍ DNL ကအကြမ်းဖက်စစ်တပ်နှင့်အပြစ်ခတ်ရဲစဲလိုက်ပြီးမိုးကုံနှင့်မုံမိတ်မျိုးများမှပြန်လည်ဆုတ်ခွာရန်လည်းသဘောတူညီထားပြီးဖြစ်ပါသည်ဆလပီမင်းအောင်လိုက်ကနျူကလ িয়ার စွမ်းအင်အကောင့်ထဲဖို့ရည်အတွက်ဝင်ကြီး73ဦးပါအမျိုးသားကော်မတီဖွဲ့စည်းပြီးလိုအပ်သည့်ရန်ပုံဝင်နှင့်ဗန္ဒာရေးအရေးမြင့်များကိုရှာဖွေနေတယ်ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်အကြမ်းဖက်စစ်ကောင်ဆောင်နေအောင်လိုင်းကနျူကလ িয়ার စွမ်းအင်အကောင့်ထေဖို့ရေးအတွက်ဝင်ကြီး73ဦးကအမျိုးသားကော်မတီဖွဲ့စည်းပြီးလိုအပ်နေတဲ့ရန်ပုံငွေနဲ့ဗန္ဓာရေးအရေးမြင့်များကိုရှာဖွေရန်တတ်မှတ်လုပ်ဆောင်နေကြောင်းစစ်တပ်ကထုတ်ပြန်ထားသောပြန်တမ်းအရသိရှိရပါသည်။နေအောင်လိုင်းကဥက္ကဋ္ဌဖြစ်ဆောင်ရွက်သောအမျိုးသားအဆင့်နျူကလ িয়ার စွမ်းအင်အကောင့်ထေဖို့ရေးဦးဆောင်ကော်မတီကိုဩဂုတ်လ15ရက်နေ့တွင်ဖွဲ့စည်းလိုက်ပြီးရှင်းကော်မတီတွင်ဝင်ကြီး73ဦးကိုအဖွဲ့ဝင်များအဖြစ်တတ်မှတ်တာဝန်ပေးထားကြောင်းသိရပါသည်။ အဆိုပါနျူကလ িয়ার စွမ်းအင်ကော်မတီကမြန်မာနိုင်ငံတွင်နျူကလ িয়ার စွမ်းအင်အစီအစဉ်များစတင်နိုင်ရေးဦးစီးဆောင်ရွက်ခြင်းနျူကလ িয়ার စွမ်းအင်အစီအစဉ်အကောင့်ထည့်ဖို့ရာတွင်ဦးဆောင်မှုပေးခြင်းနှင့်လိုအပ်သောညွှန်ကြားချက်လမ်းညွှန်ချက်များထုတ်ပြန်ခြင်းနျူကလ িয়ার စီမံကိန်းများအကောင့်ထည့်ဖို့ဆောင်ရွက်ရန်နှင့်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုစောင့်ကြည့်စစ်ဆေးခြင်းနှင့်လမ်းညွှန်ပေးခြင်းနျူကလ িয়ার ခြေကံအဆောက်အုံဖွံ့ဖြိုးရေးအတွက်ရန်ပုံငွေလိုအပ်ချက်သတ်မှတ်ရေးနှင့်နျူကလ িয়ার စီမံကိန်းအတွက်ဘဏ္ဍာငွေရရှိနိုင်မဲ့အရင်းအမြစ်များရွေးချယ်သတ်မှတ်ရေးတို့ကို ဦးဆောင်ခြင်းတို့ပါဝင်ကြောင်းသိရပါတယ်။ထို့ပြင်မင်းအောင်လှိုင်ဦးဆောင်သောနျူကလ িয়ার ကော်မတီကလုပ်ငန်းကော်မတီတရက်ကိုထပ်မံဖွဲ့စည်းထားပြီးသိပ္ပံနှင့်ဤပညာဝင်ကြီးကိုဦးဆောင်ခိုင်းထားသည်။2025ခုနှစ်ဧပြီလအတွင်းမြန်မာနိုင်ငံတွင်ရုရှားကမဂါဝတ်130အသီးစားနျူကလ িয়ার တပ်ပေါင်းဖို့ကိုတိစောက်ရန်နှင့်အဆိုပါတပ်ပေါင်းဖို့ကိုမဂါဝတ်330အသီးတရက်စစ်တိုးချဲ့ထုတ်လုပ်နိုင်ရေးနျူကလ িয়ার တပ်ပေါင်းဖို့အဆင့်တိုးမြင့်သွားနိုင်ရန်နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပါသည်။ နျူကလ িয়ার တပ်ပေါင်းကိုစီမံကိန်းအတွက်ရုရှားနဲ့မြန်မာနှစ်နိုင်ငံနားလည်မှုစကြွန်တော့သဘောတူညီချက်ကိုရိုစာတန်ညွန့်ကြားရေးမှုကြောင့် LSE လက်ကချီနေမြန်မာနိုင်ငံသိပ္ပံနှင့်ဤပညာဝင်ကြီးမျိုးသိန်းကျော်တို့ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါတယ်။ရုရှားကနျူကလ িয়ার တပ်ပေါင်းကိုတိစောက်ရင်းနဲ့လက်ပတ်ရေးတို့ကိုရုရှားပညာရှင်များနဲ့အတူမြန်မာနိုင်ငံမှာစစ်အရာရှိများကိုပူးရဲတင်ကြားပြသပြီးသွားမည်ဖြစ်ပြီးစေအုပ်စုကနျူကလ িয়ার တပ်ပေါင်းကိုတိစောက်မှုအဆင့်လိုက်ခြင်းစီအတွက် စီအိုစုကရုရှားထံသို့ငွေကြေးပေးချေရမည်ဖြစ်ကြောင်းသိရပါတယ်။မင်းအောင်လိုင်းယခုနှစ်စက်တင်ဘာလရုရှားခီးစင်အတွင်မြန်မာနိုင်ငံတွင်အငယ်စားလျှက်စစ်တပ်အားပြီးစက်ယုံတည်ဆောက်နိုင်ရေးတို့အတွက်လိုအပ်သည့်နျူကလ িয়ার အခြေခံအစအဦးလူဆန်းအားအရေးမြင့်နှင့်အခြားလိုအပ်သည့်လုပ်ငန်းများကိုရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်ရိုဆာတန်တို့ကတက်နိုင်သမျှဆက်လက်ကူညီပေးပါရန်မင်းအောင်လိုင်းကရုရှားအစိုးရကိုမြစ်တာရက်ခံခဲ့ပါတယ်။